ကဲဒီတစ်ခါမှာတော့မစားရတာကြာပြီဖြစ်တယ်မြမမဟုတ်လေကောင်းရင်းရွှေတမင်းလှုပ်စားမယ်အရင်ဆုံးကောင်းရင်းစံ၃ခွက်ကိုစလုံးထဲကိုထည့်အချိန်ရှိရင်တော့ရေတညစိန်လာပါမရရင်လည်း၃နာရီလောက်အနည်းဆုံးစိန်ပေးထားပါမယ်တညစိန်ထားတဲ့ကောင်းရင်းစံတွေကိုရေတချာဆေးပြီးတော့စစ်ထားရွှေတမင်းလုံးမဲ့ကောင်းရင်းကိုထမင်းပေါင်းအုပ်နဲ့ချက်လို့ရတယ်လို့ပေါင်းခံအုပ်နဲ့လည်းပေါင်းလို့ရပါတယ်ထမင်းပေါင်းအုပ်နဲ့ချက်မယ်ဆိုရင်ကောင်းရင်းစံ၃ခွက်ကိုရေ၄ခွက်ထည့်ပေးပါ ကောင်းကြီးဆန်ကရေတညစိန်ပေးထားတဲ့အတွက်ရေအများကြီးထည့်စရာမလိုပါဘူး။ပုံမှန်ထမင်းချက်တလို့ပဲချက်သွားပေးလို့ရပါတယ်။နောက်တနည်းကတော့ပေါင်းအုပ်နဲ့ပေါင်းမယ်ဆိုရင်ပေါင်းမယ့်အိုးထဲမှာရေစွတ်ထားတဲ့အဝတ်ပပလေးအရင်ခံပြီးတော့မှရေစစ်ထားတဲ့ကောင်းကြီးဆန်တွေကိုထည့်ရေငွေ့အဝင်အထွက်လေးကောင်းအောင်လို့အပေါက်ကလေးတွေဖောက်ထားပေးလိုက်။ပြီးရင်တော့ရေနွေးကိုအရင်စူအောင်တည်။ရေစူလာပြီဆိုတော့မှခုနကပြင်လာတဲ့ကောင်းကျင်းစံတွေကိုထည့်ပြီးပေါင်းပါမယ် ။ကောင်းချင်းပေါင်းတော့ထညက်ရင်ကျညက်ကိုလည်းစံချင်ခွက်နဲ့တစ်ခွက်ရေရက်တစ်ခွက်ထည့်ပြီးတော့ကြိုလိုက်တယ်။ထညက်တွေပျော်သွားတာနဲ့ရပါပြီ။အမိုက်တွေမပအောင်စစ်ထား။ပေါင်းထားတဲ့ကောင်းချင်းကိုလည်းအချက်ညီအောင်လို့အထက်အောက်လေးမှွေပေး။ထမင်းပေါင်းနဲ့ချက်မယ်ဆိုရင်လည်းအထက်အောက်လေးမှွေပေးရပါမယ်။ထမင်းပေါင်းနဲ့ချက်တဲ့ကောင်းကြီးကတော့တခါတလေရေမချောက်သေးပဲနဲ့ခလုတ်တက်သွားရပါတယ်။ဒါပေမဲ့လည်းအထောက်အလေးမှွေပြီးတော့ခလုတ်ပြန်နှိပ်ပြီးချက်ပေးရပါမယ်။အုံးသီးတလုံးလည်းအခွန်သွား ရေးသစ်ချစေးအုံးဒီကိုခွဲပြီးတော့အုံးရီထုတ်သမင်းပေါင်းနဲ့ချက်မယ်ဆိုရင်ဒီအုံးရီကထည့်ချက်လို့ရပါတယ်ဒါလေးကတော့29ဘက်နဲ့ဘန်ကောက်ကနေဝယ်လာတဲ့အုံးချစ်အမြင်လေးထွက်ချင်တော့ဒီဘက်ကချစ်အပြားချစ်ချစ်လို့ချင်တော့ဒီဘက်ကနေချစ်ဘလို့ချစ်ချစ်ချစ်တင်နေချင်းတို့စိတ်ကြိုက်ချစ်သွားလို့ရပါတယ်အုံးသီးလေးတွေချစ်ပြီးရင်တော့ခဏဖယ်တာပေါင်းထားတဲ့ကောင်းချင်းကိုတစ်ချက်ရှိုးမယ်အီအီလေးဖြစ်လာပြီဆိုရင်တော့ရပါပြီကောင်းချင်းချက်ဖို့ဒဲဦးတလုံးကိုတင်ခုနကကြိုပြီးစစ်ထားတဲ့ထမြက်ရည်တွေထက်စားလေးနဲ့နဲ့ထက် မီးပူရှင်ကတော့အလဲအလက်လောက်နဲ့ပဲတဲသွားပြီပါပြီးရင်တော့ပေါင်းထားတဲ့ကောင်ကြီးတွေကိုထည့်အထက်အောက်တေချာမှွေထညက်ရည်တွေအကုန်လုံးကောင်ကြီးဆန်ထဲမှာပျော်ဝင်သွားတဲ့အထိတေချာလေးမှွေပြီကောင်ကြီးအဖြူတစ်စီမကျန်တေချာလေးရောမှွေပြီးွားရင်တော့ဒီလိုချက်ချောက်လေးအနေထားဆိုရင်ရပါပြီအရင်ဆုံးထဲမဲ့ဘန်းနဲ့ကိုစီတုပ်မယ်ထော့ဘက်စီကိုတုံးထားပါတယ်ဒီညမှာထော့ဘက်စီမရှိရင်လေရိုးရိုးအိမ်မှာတုံးတဲ့စီကိုပဲတုံးလို့ရပါတယ်ပြီးရင်တော့ခုနကကြိုထားတဲ့ကောင်းကြီးတွေကိုထည့် ဘန်းနဲကိုထည့်ပြီးရရင်တော့ကောင်းချင်းတွေကိုဖိတိတ်လိုက်တိတိချာချာလေးဘန်းနဲကိုထည့်ပြီးတော့မှ အတုံးလေးလေးရတာပို့အဆင်ပြေမှာပါပြီးရင်တော့မျက်နှာပြင်ကိုတေချာညှိမျက်နှာပြင်အသားလေးချောမွေ့နေအောင်လို့ထောပတ်စီလေးနဲ့တုပ်ပေးလိုက်တယ်မရှိရင်ရိုးရိုးစီလေးတုံးပေးလို့ရပါတယ်ထောပတ်စီလေးတုပ်ပေးလိုက်တော့အခုလိုမျိုးမျက်နှာပြင်လေးကဝင်းဝင်းလေးနဲ့လှသွားပါပြီအေးခံတဲ့နေရာမှာမျက်နှာပြင်တင်းပြီးတော့မာမသွားအောင်လို့ပလတ်စတစ်လေးအုပ်ပေးလိုက်ပြီးရင်တော့အခန်းရဲ့အပူချိန်မှာအေးခံထားလိုက်ရင်ရပါပြီ တဤခံထားတဲ့ကောင်းကြီးရွှေတမင်းနဲ့အစင်းလေးဖြစ်ပြီဆိုရင်စစ်နေတော့မောတင်လီမန်တာကိုရေဒါမို့စီလေးတုပ်ပဲကျန်နေတဲ့သူတို့အတုံးလေးတွေတုံးသွားပြလိုက်ကြည့်ပါဦးအရန်လာတဲ့အားလုံးစင်းနေပြင်မုတ်ပွဲပြင်မယ်မစားခင်စွန့်တော့ရင်ကအနံလေးကမှုရင်ညာပဲချစ်တငယ်ချင်းတို့စားပါဦးမစားရတာကြာပြီဖြစ်တဲ့ကောင်းကြီးရွှေတမင်းကိုအဝကျိတ်ပြီး အုံသီးများများလေးနဲ့ဆိုအရန်ကိုစားလို့ကောင်းတယ်။လွယ်ကူလို့ချစ်တဲ့ငယ်ချင်းတို့လည်းလက်လို့စားကြည့်လိုက်နော်။ကဲခုတော့စားပြီးပြီဆိုတော့ထုံးစံတိုင်းစေးကြောရေတုပ်ဝင်းနဲ့အုပ်